အားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီကနေ့မနက်ကမှရှင်ပြိုင်ထိုးသက်ပြီးစီးသွားခဲ့တဲ့ UFC 322ပွဲစဉ်ကပွဲကောင်းပွဲချမ်းတွေအကြောင်းကိုအစားဆုံးပြန်လည်တုံးသက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေကျွန်တော်နဲ့အတူတူ ပြန်ပြီးတော့ သုံးသက်ကြည့်လိုက်ကြအောင်ပါ UFC 322 event ပွဲစဉ်ဟာဆိုလို့ရှိရင်တော့တကယ်ကိုကျန်းတဲ့ပွဲကောင်းပွဲချမ်းတွေအများကြီးပါဝင်တဲ့ဒီ event တစ်ခုလို့ပြောရမှာဖြစ်ပြီးတော့ပရိသတ်တွေကိုလည်းတော်တော်လေးစိတ်ကျေနပ်မှုပေးစေခဲ့တဲ့ဒီ event တစ်ခုလို့လည်းပြောရမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီ event ရဲ့ main card ကိုကျွန်တော်အနေနဲ့ပြန်လည်သုံးသပ်ပေးသွားမှာဖြစ်ပြီးတော့ main card တွေမှာပါဝင်တဲ့ပွဲစဉ်ကတော့ ဒီ UFC ရဲ့ lightweight တန်းက Benil Darush နဲ့ Benoit Saint Denis တို့ရဲ့ပွဲစဉ်ပြီးတော့ Leon Edwards နဲ့ Carlos Prates တို့ရဲ့ UFC welterweight တန်းပွဲစဉ်ပြီးတော့ Michael Morris နဲ့ Sean Brady တို့ရဲ့ UFC welterweight တန်းပွဲစဉ်နဲ့ Jack Della Maddalena နဲ့ Islam Makhachev တို့ရဲ့ welterweight တန်း champion ကပတ်လူပွဲပွဲစဉ်တို့ပဲဖြစ်ပါတယ်။ ွဲစဉ်တွေအားလုံးကတော့ပြိသက်ကိုဖြည့်ပြည့်မှုအပြည့်အဝပေးနိုင်ခဲ့တဲ့ဘွဲစဉ်တွေဖြစ်ခဲ့ပြီးတော့ကျွန်တော်အနေနဲ့တော်တော်လေးကိုဒီသဘောချမိတဲ့ဒီ event တစ်ခုလို့ပြောရမှာဖြစ်ပြီးတော့ပါဝင်တဲ့ဒီတွဲဆိုင်တွေအကုန်လုံးကအမှန်ကန်ကိုအလဲထိုးအမှောက်သိတဲ့ဘွဲစဉ်တွေတကယ်ကိုပြိသက်တွေကိုဖြည့်ပြည့်မှုအပြည့်အဝပေးနိုင်တဲ့ဘွဲစဉ်တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီ event ကို2025ခုနှစ်အတွင်းမှာတော်တော်လေးကိုသဘောချမိတဲ့တကယ်ကိုကျန်းတဲ့မိုက်တဲ့ event တစ်ခုလို့ယူဆမိပါတယ်ဆိုတော့ဘွဲစဉ်တွေကိုကျွန်တော်တို့တွားပြီးတော့ကြည့်လိုက်ကြအောင်ပါ ပထမအဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့ UFC ရဲ့ဒီ lightweight တန်းကကစားသမားတွေရှင်ပြိုင်ထုတ်သက်သွားခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ Ben White St. Dennis နဲ့ Benedict Darius တို့ရဲ့ပွဲစဉ်ကြောင့်ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Fighter ရဲ့ ranking ကိုပြောရမယ်ဆိုလို့ရှိရင် Bunny Saint Dennis ကတော့သူ့အနေနဲ့ UFC Lightweight ရဲ့နံပါတ်73နေရာက Fighter ဖြစ်ပြီးတော့ Vinita Rush ကတော့သူကနံပါတ်9နေရာက Fighter ဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုရင်ဒီပွဲစဉ်မှာ Bunny Saint Dennis အတွက်သူ့အနေနဲ့ ranking တက်ဖို့အတွက်ရှင် ပြိုင်ထိုးသက်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာမှန်ကန်ပွဲချန်ပြသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာထူးခြားတာကိုပြောရမယ်ဆိုလို့ရှိရင် Vinita Rush အနေနဲ့ဒီ UFC ရဲ့ဒီ Lightweight 155ပေါင်တန်းမှာသူ့အနေနဲ့ weight မမီရဲ့ပဲနဲ့ weight ပိုခဲ့ပြီးတော့ ဘနွိုက်စိန်ဒနစ်ကဒါရှင်ပြိုင်ထိုးသက်ခဲ့တာပဲဖြစ်ပါတယ်။လက်ခံရှင်ပြိုင်ထိုးသက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘနွိုက်စိန်ဒနစ်နေနဲ့သူက risk ယူတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ပွဲစားပြီဆိုတာနဲ့ Vinicius Junior ကတော်တော်လေးကိုအစကောင်းတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဘနွိုက်စိန်ဒနစ်ကိုသူ့အနေနဲ့ဒီ low kick ကန်ချက်တွေပေးထားပြီးတော့အဲဒီကမှတစ်ဆင့်သူကဒီ clinch မှာလက်သီးချက်တွေကျွေးနေတော့လက်သီးချက်တွေပလန်နေတော့မှာဘနွိုက်စိန်ဒန်နစ်အနေနဲ့ဘီနီဒါရူ့ကို overright over sorry over left hand ကြီးကျွေးလိုက်တာပဲဖြစ်ပါတယ် ဘဲဝိုက်လက်သည်ကတော်တော်လေးကိုထိရောက်မှုပြင်းထန်သောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘီနီဒါရူတွေလည်းမှောက်ခုံကြီးမှောက်ပြီးလဲကျသွားခဲ့ပြီးတော့သူ့အနေနဲ့အဲဒီကမှဆင့်ဒီဘန်နိုက်စိန့်တန်နစ်က finishing လက်သည်ချက်တွေထပ်ပြီးတော့ထိုးနေတဲ့အနေအထားမှာဒိုင်လူကြီးကတားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲသိမ်းသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့ဘာမှအများကြီးပြောစရာမရှိပေမဲ့ဘန်နိုက်စိန့်တန်နစ်ရဲ့ဒီလက်သည်ပါဝါကြီးကိုတွေ့မြင်ရမယ်အပြင်သူ့အနေနဲ့အခုချိန်မှာချန်ပီယံကပတ်ကိုစင်ခေါ်ခွင့်ရရှိနိုင်တဲ့ဖိုက်တာတွေကတအူးဖြစ်တဲ့ကြောင်းသက်သေပြသွားခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ် တော့လက်ရှိလောလောဆယ်မှာပြောရမယ်ဆိုရင်တော့ Banwise Side Tennis တင်တဲ့အခုအချိန်မှာပွဲစဉ်၃ပွဲ9ပွဲဆက်နေပြီဖြစ်ပြီးတော့မကြခင်အချိန်တွင်းမှာ ranking အမြင့်ကိုရောက်ရှိလာဖို့ရှိနေတဲ့ fighter ချမ်းတစ်ယောက်ဖြစ်တယ်လို့ပြောရမှာပဲဖြစ်ပါတယ်အော်တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့ Carlos Prates နဲ့ Leon Edwardo ရဲ့ Waterway တန်းကပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့တော်တော်လေးကိုအံ့ဩမိသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပြီးတော့ Carlos Prates ရဲ့စွမ်းဆောင်ရည်တွေဟာဆိုလို့ရှိရင်တော့ Champion ကပတ်စင်ခေါ်ခွင့်ရရှိကန်ဒီ Fighter တယောက်ရဲ့စွမ်းဆောင်ရည်လို့ပြောရမှာဖြစ်ပြီးတော့မကြခင်အ င်ချိန်အတွင်းမှာ UFC ရဲ့ Waterweight Dan Champion ကပတ်ကိုစင်ခေါ်မဲ့ Fighter တွေမန်ကန်များပြလာတာကတော့တော်လေးကိုမိုက်တယ်လို့ပြောရမှာဖြစ်ပြီးတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ပွဲကောင်းပွဲချမ်းတွေကိုလုံးဝစောင့်ကြည့်တွားရတော့မှာပဲဖြစ်ပါတယ်ဒီဝါဇင်ရှင်ပြိုင်ထိုးသက်တဲ့အနေထားမှာ Leon Edward အနေနဲ့က UFC ရဲ့ဒီ Waterweight နံပါတ်6နေရာကစားသမားဖြစ်ပြီးတော့ Carlos Prates ကတော့သူကနံပါတ်9နေရာကစားသမားဖြစ်ပါတယ် ကာလော့စ်ဘရာဒက်စ်အနေနဲ့သူက ranking မြင့်တဲ့ Lyon Award ကိုရှင်ပြန်ထိုးသက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့သူကဒီ ranking တက်ဖို့ရှင်ပြန်ထိုးသက်တဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ်လီယွန်အက်ဒဝါအနေနဲ့ကတော့သူက Champion Hawk Fighter တူဖြစ်တဲ့ပြင်သူ့အနေနဲ့တော်တော်လေးကိုကျန်းတဲ့ striking ရှိထားတဲ့အတွက်ကြောင့်မို့လို့ဒီ Carlos Brothers လိုမျိုးမွေထိုင်းကိုအခြေခံပြီးတော့ဆော့တဲ့ fighter နဲ့ရှင်ပြိုင်တွေ့ဆုံထိုးတက်တဲ့အခါမှာဘယ်လိုရလမျိုးထွက်ပေါ်လာနိုင်လဲဆိုတော့မိကုံးကတော့ကျွန်တော်အနေနဲ့တော်တော်လေးကိုဒီစဉ်းစားခဲ့ရတာဖြစ်ပြီးတော့တော်တော်လေးကိုလည်းစိတ်လှုပ်ရှားခဲ့ရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးစ ိတ်လုရှားခဲ့ရတာဖြစ်တဲ့အတိုင်းဒီဖိုက်တာနူးကသူ့ရဲ့အကောင်းဆုံးပုံစံနဲ့ကစားပြတ်သွားပြီးတော့ပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်အဝပေးနိုင်တဲ့ရလဒ်တစ်ခုလည်းထွက်ပေါ်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပွဲစဉ်ကိုသွားပြီးတော့ပြန်ကြည့်လိုက်ကြအောင်ပါပထမအချိန်မှာဆိုလို့ရှိရင်တော့တိတ်ပြီးတော့ဘာမှ true ချက်ချမတွေ့ရဘူး Leon Edward ရော Carlos Prates ရောကဒီထားမိတာကနှစ်ယောက်လုံးကဘယ်တန်ကစားသမားတွေဖြစ်တဲ့ဆိုတော့ညာချီရှေ့ထုတ်ပြီးတော့ကစားကြတယ် ။ဂျာရှင်တို့ပြီးကစားကြရတဲ့ဆိုတဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်အနေနဲ့ပြန်လည်လိုကစ်တွေပေးထားတာရှိတယ်။ Carlos Brattas ရော Dion Edward ရောတယောက်နဲ့တယောက်ဒီ range စမ်းနေပြီးတော့ဘယ်လိုနေထားမျိုးမှာအကောင်းဆုံးရှင်ပြိုင်ထိုးသက်သွားနိုင်လဲဆိုတာကိုမြေစမ်းခရမ်းပြိုးနေတဲ့ပုံစံမျိုးနဲ့ရှင်ပြိုင်ထိုးသက်နေတာကိုတွေ့ရတယ်။ဒါပေမဲ့ပထမအကြိမ်နောက်ပိုင်းမှာဆိုရင်တော့ Leon Edward အနေနဲ့ take down တွေကိုစတင်ပြီးတော့အသုံးချလာတာကိုတွေ့ရမှာဖြစ်ပြီးတော့ပထမအကြိမ်ပြီးဆုံးကန်ဒီမှာဆိုလို့ရှိရင် Leon Edward အနေနဲ့ Carlos Brattas ကိုလေဝင်းညက်ခံလူနီနီဖြစ်အောင်သူ့အနေနဲ့စောပြသွားနိုင်ကြတာကိုတွေ့ရတယ် အဲ့ဒီအချိန်မှာကယ်၍သာအချိန်10မိနစ်လောက်ကြာရှိနေအောင်မယ်ဆိုလို့ရှိရင် Carlos Prates အနေနဲ့ဒီလိုရလဲမျိုးထွက်ပေါ်လာနိုင်မှာမဟုတ်ပဲနဲ့သူ့အနေနဲ့ submission နဲ့အရှုံးပေးရဖို့ရှိနေတဲ့အနေအထားဖြစ်ခဲ့တာလည်းဖြစ်ပါတယ် ဆိုတော့ဒုတိယအချီမှာဆိုလို့ရှိရင်တော့ဒီ Carlos Bardes တင်းနဲ့အနေငယ်ပို့ပြီးတော့တွက်လာတာကိုတွေ့ရမှာဖြစ်ပြီးတော့ Leon Edward ကိုသူ့အနေနဲ့တော်တော်လေးကိုဒီ bait in လုပ်နိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ Leon Edward အနေနဲ့ Carlos Bardes ရဲ့အကွက်ထဲကိုဝင်သွားတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီဒုတိယအချီမှာတော့မှ Leon Edward ရဲ့ဒီ low kick ကန်ချက်တွေဟာတော်တော်လေးကိုကောင်းနေစေဖြစ်ပြီးတော့ Carlos Bardes ကိုဒီ pressure ပေးထားနိုင်တယ်ကိုတွေ့ရတယ်။ဒါပေမဲ့ Carlos Bardes ရဲ့ဒီ1-2 counter လက်သီးချက်တွေက Leon Edward ကိုတောက်လျှောက်ဆိုသလိုထိထားတာဖြစ် ပြီးတော့ Leon Edward အနေနဲ့ဒုတိယအချီရဲ့တဝက်လောက်ရောက်မှသူ့အနေနဲ့တော်တော်လေးကိုအထီးနာနေတဲ့ပုံစံဖြစ်ခဲ့တာကိုတွေ့ရတယ်။အဲဒီကမှတစဉ် Carlos Bartes အနေနဲ့သူ့ရဲ့ဒီ signature လက်သီးချက်လို့ပြောရမယ်။ဘယ်ထောက်လက်သီးကိုအသုံးပြုပြီးတော့ Leon Edward ကိုအမှောက်သိပ်လဲထိုးပြသွားတာပဲဖြစ်ပါတယ်။ ်လဲထိုးသွားပုံကလည်းတော်တော်လေးကိုလှတယ်။ Leon Edwards အနေနဲ့ဒီ Carlos Bardes ရဲ့ဒီလက်သေးချက်ကိုတောက်ကိုခုံရှောင်နေတော့မှရှောင်နေတဲ့နောက်ကိုလိုက်ပြီးတော့ထိမိသွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ Leon Edwards ကြီးအနေနဲ့လေးဘောကိုမြောက်သွားပြီးတော့အဲဒီကမှတစ်ဆင့်ဖင်ထိုင်ကျသွားခဲ့ပြီးတော့သူ့အနေနဲ့ knockout အလဲထိုးခံခဲ့ရတာပဲဖြစ်ပါတယ်။ကျွန်တော်တော်တော်လေးကိုအန်အော့မိတာက Leon Edwards လို့ fighter တယောက်အနေနဲ့ ဖိုင်တာဘွားမှာလုံးဝအလဲထိုးမခံခဲ့ရဘူးတာဖြစ်ပြီးတော့သူ့အနေနဲ့ပထမဦးဆုံးကျင်လဲထိုးခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအံ့ဩမိတဲ့ပွဲစဉ်တွေပွဲလို့ပြောရမှာပဲဖြစ်ပါတယ်။ဒီယွန်အက်ဒွားရဲ့ဒီမာကုံကတော့တော်တော်လေးကိုကြသွားပြီလို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပြီးတော့သူ့အနေနဲ့အခုချိန်မှာဝါတာဝေတန်းရဲ့ချန်ပီယံကပတ်မပြောနဲ့ချန်ပီယံ စင်ကော်ဝင့်ရှင်ပြိုင်ထိုးသက်ဖို့အတွက်ထိပ်ပိုင်းနေရတော့မှသူ့အနေနဲ့မရှိတော့ဘူးတော်တော်လေးကိုကြာသွားတဲ့ fighter တူဖြစ်နေမြင်မိပါတယ်ဘလို့ပြောပြော Leon Edward G အနေနဲ့သူတကယ်ကိုကြမ်းခဲ့စဉ်ချိန်တုန်းကပြိသက်ကိုဘယ်ဝင်မှုအပြည့်အဝပေးနိုင်ခဲ့တဲ့ fighter တူဖြစ်တဲ့အတွက်ကြောင့်မလို့သူအကြပိုင်းရောက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကဆက်ပြီးတော့အားပေးနေအောင်မှာပဲဖြစ်ပါတယ်ဆိုတော့အဲပွဲစဉ်ကတော့တော်တော်လေးကိုကြီးလို့ကောင်းခဲ့တဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ UFCD main card ရဲ့ပထမပွဲနဲ့ဒုတိယပွဲကတော့အမှန်ကန်အမောက်သိပ်အလဲထိုးပွဲစဉ်နေဖြစ်နေပြီဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့တတိယမြောက်ပွဲစဉ်ကိုသွားပြီးတော့ကြီးထပ်ကြအောင်ပါတတိယမြောက်ပွဲစဉ်ကလည်းဒီ UFC ရဲ့ World Heavyweight မှာရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်ပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ UFC 322 event ပွဲစဉ်ဟာဆိုလို့ရှိရင်တော့ UFC ရဲ့ World Heavyweight က fighter တွေကိုပွဲထုတ်တဲ့ပွဲစဉ်တစ်ပွဲလို့ပြောမှာဖြစ်ပြီးတော့ပြည်သက်တွေကိုတကယ်ကိုပွဲကောင်းပွဲချမ်းတွေကိုချပြသွားခဲ့တဲ့ UFC 322ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့ဘယ်ဖိုက်တာတွေထိုးသက်သွားတယ်လဲဆိုလို့ရှိရင်တော့ UFC Waterweight ရဲ့ ranking နံပါတ်1နေရာက fighter ဖြစ်တဲ့ Sean Brady နဲ့နံပါတ်10နေရာကဖြစ်တဲ့ Michael Morris တို့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ဆိုတော့ဒီ fighter နှစ်ဦးထိုးသက်တဲ့ပွဲစဉ်ကိုမပြောခင်မှာဒီ fighter နှစ်ဦးအကြောင်းကိုအရင်ဆုံးပြောပြပါမယ်။ Sean Brady ဆိုတဲ့ fighter ကတော့သူ့အနေနဲ့ဒီ MMA ကာစားသမားဘဝရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးထဲမှာ ဘလဲမူဟာမက်ကိုရှုံးထားခဲ့တဲ့ပွဲစဉ်ကလွဲလို့ရှိရင်သူ့အနေနဲ့ရှုံးပွဲမရှိတဲ့ fighter ပါဒါ့အပြင်နိုင်ပွဲဆက်ပြီးတော့သူ့အနေနဲ့နံပါတ်1နေရာကိုရောက်ရှိလာတာ ဖြစ်ပြီးတော့တော်တော်လေးကိုပွဲကျမ်းပြထားခဲ့ဘူးတဲ့ fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Sean Brady အနေနဲ့ကမကြခင်ချိန်အတွင်းမှာ champion ကပတ်စင်ကော်ကွန်းတော်ရရှိနိုင်တဲ့ဆိုပြီးတော့နာမည်ကြီးနေတဲ့ fighter ဖြစ်ပါတယ်သူနဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ Michael Morris ဆိုတဲ့ fighter ကတော့ပို့ပြီးတော့ကျမ်းပါတယ် Michael Morris အနေနဲ့သူက လက်ရှိလောလောဆယ်အချိန်မှာ MMA ပွဲစဉ်ပေါင်းပွဲ20ဒီရှင်ပြိုင်ထိုးသက်ကစားထားခဲ့ပြီးဖြစ်ပြီးတော့သူ့အနေနဲ့နှစ်ပွဲပွဲ20လုံးကိုနိုင်ယူရရှိထားပြီးတော့အဲ့ဒီတွေကမှပွဲစဉ်တော်တော်များများကိုအလဲထိုး knock out နဲ့နိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ finishing rate တော်တော်လေးကို channel fighter ဖြစ်ပြီးတော့အလဲထိုး power knock out ကြီးကလည်းတော်တော်လေးကို channel fighter တူလို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ fighter နှစ်ယောက်ရှင်ပြိုင်တွေ့ဆုံထိုးသက်တဲ့ပွဲစဉ်ဟာစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့သတ်မှတ်ထားခဲ့ပြီးတော့ဒီပွဲစဉ်က တယောက်နဲ့တယောက်အပြတ်ဖြတ်မဲ့ပွဲစဉ်လို့လဲကြိုပြီးတော့တွက်ထားခဲ့သေးတာပဲဖြစ်ပါတယ်ဆိုတော့ပွဲစဉ်ကိုကျွန်တော်တို့တွားပြီးတော့ကြည့်လိုက်ကြအောင်ပါ ဘွဲစင်မှာတော့ရှောင်းဘရီရောမိုက်ကယ်မိုရယ်လက်စ်ကောဖိုက်တာနှစ်ယောက်လုံးပါဆိုလို့ရှိရင်တော့ညာတန်ကစားသမားတွေဖြစ်ပြီးတော့ဘဲချေရှေ့ထုတ်ပြီးတော့ကစားတဲ့ကစားသမားတွေဖြစ်ပါတယ်ဆိုတော့ပထမအချိန်မှာဆိုလို့ရှိရင်တော့ဒီမိုက်ကယ်မိုရယ်လက်စ်ကောဒီရှောင်းဘရီရောနှစ်ယောက်လုံးကတယောက်နဲ့တယောက်ရေစမ်းခရမ်းပြိုးပုံစံမျိုးနဲ့အစမ်းထိုးနေကြတာပဲဖြစ်ပါတယ်သူတို့ရဲ့ reach တွေကိုတိုင်းတာမယ်ပြီးတော့သူတို့လုံနိုင်တဲ့စွမ်းအားတွေကိုတိုင်းတာမယ်သွေးလို့စမ်းမယ်ပေါ့ဗျာအဲ့ဒီလိုမျိုးလုံနေတာကိုတွေးရမှာပဲဖြစ်ပါတယ် ဆိုတော့ Michael Morales နေနဲ့ပြောချင်တာကဒီ fighter ကြီးက waterweight တန်းမှာတော်တော်လေးကိုကြီးတဲ့ fighter လို့ပြောမှာပဲဖြစ်ပါတယ်။အရက်ကဒီ6ပေတီရှိပြီးတော့ reach က86လက်မှရှိပါတယ်။လက်ရှိလောလောဆယ် UFC ရဲ့ waterweight တန်း champion ဖြစ်သွားတဲ့ Islam Market Chef တောင်မှ reach က90လက်မှပဲရှိတဲ့အနေထားမှာ Michael Morales ကြီးကတော်တော်လေးကိုလူအောင်ကြီးနေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ကြောင်းကိုဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် Michael Morales တင်တဲ့ဒီ ရှောင်းဘရေဒီကိုဒီ1 2တွဲလုံးတွေမှာတော်တော်လေးကိုထိထိမိမိထိုးနိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ Rich တားတဲ့အနေထားမှာသူ့အနေနဲ့တော်တော်လေးကိုအသာစီးရယူကစားထားနိုင်ခဲ့တယ်လို့လည်းပြောရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတခုထူးဆန်းတာကနဗန်းသမားဖိုက်တာဖြစ်တဲ့ရှောင်းဘရီဒီအနေနဲ့ မိုက်ကယ်မိုရယ်လက်စ်လိုမျိုး striker fighter တူကိုသူ့အနေနဲ့တိတ်တောင်းရယူဖို့မကြိုးစားခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့တကယ်လို့သာသူ့အနေနဲ့တိတ်တောင်းရယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ပွဲအခြေအနေကတမျိုးပြောင်းရင်ပြောင်းသွားနိုင်တာဖြစ်ပါတယ်။မိုက်ကယ်မိုရယ်လက်စ်အနေနဲ့ကလည်းဒီ grappler fighter တူမဟုတ်တဲ့အတိုင်းသူ့အနေနဲ့တောင်းတန်းတိတ်တောင်းတော့ကတော့ကာကွယ်နိုင်တဲ့ရည်ချင်းရှိတဲ့အတွက်ကြောင့်မလို့ Shawn Brady အနေနဲ့ဝင်ပြီးတော့မလုံးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ရှောင်းပရီဒီအနေနဲ့အဲ့ဒီလိုမျိုးတကယ်ကိုကြမ်းလာပါတယ်ဆိုတော့ပါဝါကြမ်းလာပါတယ်ဆိုတော့ striking ကစားသမားကိုတွားပြီးတော့ရှင်ထိုးတာကတော့သူ့ရဲ့အမှားလို့ပြောရမှာဖြစ်ပြီးတော့ပထမအချီပြီးဆုံးကန်ဒီဒီ2မိနစ်လောက်အလိုမှာကလေးကရှောင်းပရီဒီအနေနဲ့တော်တော်လေးကို မိုက်ကယ်မိုရလက်စ်ရဲ့လက်သီးတွဲလုံးတံတွေကိုသူ့အနေနဲ့ခန်းစားခဲ့ရတာပဲဖြစ်ပါတယ်မိုက်ကယ်မိုရလက်စ်အနေနဲ့ပထမချီပြီးဆုံးကနေ10မိနစ်ခွဲလောက်အလိုမှာဆိုလို့ရှိရင်တော့တကယ်ကိုပြင်းထန်လာတဲ့ညာဝိုက်လက်သီးကြီးနဲ့အတူရှောင်းဘရေဒီကိုလုံးဝကိုရိုင်းထက်သွားစေခဲ့ပြီးတော့အဲဒီကမှဆင်ပင့်လက်သီးရဲ့ကျွေးပြီးတော့ရှောင်းဘရေဒီကိုတိုင်ပွဲရက်နဲ့လဲထိုးနိုင်အောင်ရရှိခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ပြီးသွားတဲ့နောက်မှာမိုက်ကယ်မိုရလက်စ်ကတော့ချိန်သေးပါသူက ranking အဆင့်နံပါတ်1နေရာကိုတက်မှာဖြစ်ပြီးတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ ော်တော်လေးကိုကြည့်လို့ကောင်းခဲ့တဲ့ဒီတွဲဆိုင်တစ်ခု ဖြစ်တယ်လို့ပြောမှာပဲဖြစ်ပါတယ်ဆိုတော့ UFC 322 event ပွဲစဉ်ရဲ့ main event ပထမပွဲဒုတိယပွဲအခုတတိယပွဲ၃ပွဲလုံးဟာဆိုလို့ရှိရင်တော့အလဲထိုးတိုင်ပွဲရက်တွေအနေကြီးပဲအမှန်ကန်တီးထုတ်ပြထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ UFC 322ကိုတော့ကျွန်တော်ကတော်တော်လေးကိုချီးကျူးမိပါတယ် ဆိုတော့ကျွန်တော်တို့အခုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Islamakashef နဲ့ JDM တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့သွားပြီးတော့ကြည့်လိုက်ကြအောင်ပါ Fighter ညလုံးအနေနဲ့ကတော့ဒီ JDM ကမကြသေးခင်အချိန်တုန်းကသူက Blair Muhammad ကိုနိုင်ရရှိခဲ့ပြီးတော့သူက World Heavyweight Champion ဖြစ်လာတယ် Islamakashef ကလည်းသူ့ရဲ့ဘော်ဒါကြီး Blair Muhammad ရှိနေတဲ့အတွက်ကြောင့်မလို့ World Heavyweight ကိုမတက်ဘူး Blair Muhammad ကပတ်ပြုတ်သွားမှသူ့အနေနဲ့ Champion ကပတ်စင်ကိုထိုးတက်ဖို့တက်လာမယ်ဆိုပြီးတော့ကြွေးကြော်ထားတာဖြစ်ပါတယ်ဆိုတော့ Blair Muhammad ပြုတ်သွားတာနဲ့ JDM ကိုတက်ပြီးတော့ Islamakashef ကစင်ခေါ်ခဲ့ပြီးသူ့ရဲ့ Lightweight Champion က ပတ်ကြီးကိုပါစွန့်ပြီးတော့စင်ခေါ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ရော့စ်ယုဒါကြီးဒေနာဘက်ကလည်းပွဲမတည်ပေးလို့မရပါဘူးဆိုတော့ပြောရမယ်ဆိုရင် JDM နဲ့ဒီအစ္စလာမ်ဘာသာရှက်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့တော်တော်လေးကိုမျှော်လင့်ထားခဲ့တာဖြစ်ပြီးတော့ဒီ JDM နေနဲ့တခုခုတော့အစ္စလာမ်ဘာသာရှက်ကိုလုံပြနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့စဉ်းစားထားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအထင်နဲ့အမြင်ကိုလုံးဝတက်တက်ဆင်အောင်လွှဲသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပြောရင်လည်းပို့ပြီးတော့မှန်ပါလိမ့်မယ် အစ္စလာမကဇက်အနေနဲ့ပထမတချီစလာကလေးကသူ့ရဲ့ဒီ body နေသားကြီးကိုကျွန်တော်ကြည့်လိုက်တာဟာဆိုလို့ရှိရင်တော့သူ့အနေနဲ့ waterway တန်းမောင်တော်တော်လေးကိုအကောင်ကြီးတဲ့ fighter တူဖြစ်နေတွေ့မြင်ရမှာဖြစ်ပြီးတော့ JDM ထက်တောင်အကောင်ကြီးကြီးနေတဲ့အနေထားဖြစ်နေတာပဲဖြစ်ပါတယ်ဆိုတော့အစ္စလာမကရှက်အနေနဲ့သူ့ရဲ့နောက်ထပ်ဒီ waterway တန်းကိုတက်လို့ကောင်းတော့တာတခုကသူ့အနေနဲ့ weight cap အများကြီးလုပ်စရာမလိုလိုတဲ့အတွက်ကြောင့်မလို့ခွန်အားပြည့်နေကစားနိုင်တာကိုတွေ့ရမှာဖြစ်ပြီးတော့ပထမကြီးဒုတိယကြီးတတိယကြီးစတုတ္ထကြီးပြင်စမကြီး တကယ်ကို၅ကြီလောက်ပါ JDM ကိုကောင်းကောင်းကြီး pressure ပေးပြီးတော့ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်အောဘုတ်ကောင်းတာတစ်ခုကကျွန်တော်က JDM ကိုအမြဲသုံးသက်တိုင်းမှာတကယ်ကိုကျန်းတဲ့ striker တူဖြစ်တဲ့သူ့ရဲ့လက်တီးချက်တွေကအမှန်အကန်ကိုအားပါပြီးတော့စနစ်ကျတဲ့အတွက်ကြောင့်မို့လို့ Islam Marker Chef အနေနဲ့ရင်ဆိုင်ထိုးတက်နိုင်ပါမလားဆိုပြီးတော့ မေးခဲ့တာပါဒါပေမဲ့အစ္စလာမခါရှက်အနေနဲ့အမှန်ကန်ကိုတိုးတက်လာတာကသူ့ရဲ့ striking လို့ပြောမှာဖြစ်ပြီးတော့ striking မိုင်းမှာတော့ JDM ကိုအမှန်ကန်ရှင်ထိုးပြနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကတော့ finishing နဲ့အဆုံးမသက်ခဲ့ပေမဲ့တော်တော်လေးကိုကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပြောရမှာပါ။ဂျင်တစ်တီးနဲ့ကြည့်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ကျွန်တော်ကမှန်တိုင်းပြောရရင် JDM ကိုအားပေးတဲ့ fighter ဖြစ်တဲ့ sorry ပြိသက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျေဒီယမ်ကိုနိုင်နေခြင်းနဲ့ဒါပေမဲ့ဂျေဒီယမ်ကိုအစ္စလာမ်မခါရှက်အနေနဲ့ဘယ်တော့မှချုပ်ကွက်ရယူသွားမလဲဆိုပြီးတော့ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ခဲ့ရတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲစဉ်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်။ဆိုတော့ UFC ဒီ322 event မှာရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဒီအမျိုးသားပွဲစဉ်တွေအကုန်လုံးဟာကျွန်တော်ရဲ့လုံးဝအကြိုက်ပွဲစဉ်တွေလို့ပြောရမှာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့တော်တော်လေးကို ဒီနေ့မှာကျင်းနေမိတယ်လို့လည်းပြောမှာဖြစ်ပါတယ်။ဆိုတော့ပြိသက်တွေနေနဲ့ကရောဒီနေ့ထိုးသက်သွားခဲ့တဲ့ဒီ UFC ပွဲစဉ်တွေထဲမှာဘယ်ဖိုက်တာကိုအကြိုက်ဆုံးလဲ၊ဘယ်ပွဲစဉ်ကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညှိခုံပေးခဲ့ကြပါအောင်ခင်ဗျာ။ Fighter တွေရဲ့ဒီပွဲပြီးစကားတွေနဲ့နောက်ထပ်ဘယ်ပြန်ပြတ် Fighter တွေနဲ့ရှင်ပြန်ထိုးသက်သွင်းတယ်လဲစားတဲ့သုံးသပ်ချက်တွေကိုနောက်ဗီဒီယိုတစ်ခုမှာကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစုံလိုက်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။